အားလုံးမင်္ဂလာပါကျွန်တော်ဒီဘက် public က member မဝင်နိုင်တဲ့သူတွေအတွက်တကွာကောင်းကတော့ကိုယ့်ကိုရွေးထိုးပေါ့ဗျာနော်တကွာကောင်းကတော့ကျွန်တော်ဟေးအဲ့တော့ဒီဘက်ကိုအစော်ကြီးဒီ member audio site ကိုချပြချင်းပေးမယ်လဲအချို့ပေါ့နော် copy တွေရှိနေတော့ copy လို့လည်းတိတ်မပြောချင်ဘူးပေါ့ဗျာဘာလို့ဆိုကိုလေးစားရတဲ့ဆရာတွေတော့ပြီးတော့သူတို့ပြောတယ်ထင်မှာစိုးလို့ပေါ့ အဲ့ဒါပေမဲ့လည်းတချို့ကြတော့စီကံမရှိဘူးပေါ့နော်စီကံမရှိဘူးဆိုတာ site ကိုလိုက်တူအောင်ပြလို့ရတယ်ဒါပေမဲ့နာမည်တွေခံတော့တခြားတွေသွားခံတယ်အဲ့ဒါတိတိနေနဲ့လောက်တာပဲအဲ့တော့ဒီမှာပရိတ်လေးကကျွန်တော်ရဲ့ member ကိုကျင်အကြိုက်ဆုံးရှေ့နှလုံးပေါင်းနှစ်အတန်းကျွန်တော်ဟိုတနေ့ကအကွက်တရာ line ပြပြီးပြီအဲ့ဒီကမှကျွန်တော်ပရိတ် line နဲ့ချုပ်တဲ့အချိန်ဒီပရိတ် line ကိုအကြိုက်ဆုံးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီပရိတ် line ကြည့်မယ်10ခွဲလုံးပေါ့တကွာကောင်းကတော့ ကောက်ကိုရွေးထိုးကြပါတော့တကွာကောင်းကြိုက်တဲ့သူကတော့အဲ့ဒီမှာကျွန်တော်တို့ကလင်နာတစ်ပြင်လုံးမှာပေါ့ဗျာဆော့ပင်ရဒီဆော့ပင်ရတိတ်မကောင်းတော့ကလင်နာတစ်ပြင်လုံးမှာ20ကြိမ်မှာ၄6ရှိတွေ့အဲ့ဒီ၄6ရှိတွေ့က၄ပါဝါ၉6ပါဝါ၁ဆိုပြီးနောက်နေ့နှစ်ဦးမှာရှိတွေ့ရိုက်တယ်နော်အဲ့နှစ်ကပ်ပဲရှိတော့၄ကပ်ပဲရှိပါတယ် တော့ဒီမှာကလည်း20တချိန်မှာဒီ7000အတွဲအဲ့ဒီ7000အတွဲကြတော့သူကဒီအကျင့်ရိုက်တွေဒီ6 6ထိတ်6ထိတ်6ထိတ်ဆိုပြီးအကျင့်ရိုက်တူနှစ်กว่าဝေးတူကစားတယ်သူရှားမှာတစ်ချိန်တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၄နှစ်ချာ6ထိတ်လေးနှစ်ချာတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်လေးနှစ်ချာကိုထိတ်အဲ့ဒီကိုတွေနဲ့ကျွန်တော်သုံးကတ်နေပေါ့လေးကတ်နေကိုလေးကတ် မူရာကိုပြောမှာပေါ့နော်အဲ့တော့ဒီမှာ20အချိန်မှာနှစ်ပူ20အချိန်မှာနှစ်ပူအဲ့ဒီလိုသူကနှစ်ပူလို့ကစားပြီးတော့ဒီကောင်ကပါဝါကစားတယ်လို့ဒီကောင်ကလည်း10ပါဝါ3 3ရပါဝါ5ဆိုပြီးနောက်နေ့နှစ်ဦးမှာသူက3ငါရှိတယ်ဆိုပြီးကစားတယ်ဒီမှာကလည်းနှစ်နှစ်အပူဆိုတော့ခွန်ခွန်ရှိဘူးဆိုပြီး10ပါဝါခွန်ခွန်ရှိဘူးဆိုပြီးကစားတယ်ဒီမှာကလည်းကျွန်တော်တို့ကနှစ်နှစ်ရှိဘူးဆိုပြီးတော့ခွန်ပါဝါနှစ်ပါဝါခွန်ရှေဘူးဆိုပြီးကစားတယ်အဲ့ဒီလေကတ်ထဲကနေပဲကျွန်တော်တို့ကဘယ်လိုနဲ့ကောက်ခဲ့လဲဆိုတော့ အဲ့ဒီအချိန်မှာသူနဲ့တွဲခဲ့တဲ့နောက်ပိတ်ငါဟာငါပါဝါငါပါဝါငါမလို့သူကငါးချိန်ကြောင်းမှာဒီရှေးပေါင်း30ကြောင်းတုံညာနက်ခတ်ခုံရှေးပေါင်းခုံဆိုပြီးကစားတယ်ဒီမှာကလည်းဒီတိုင်းပဲရှစ်နက်ခတ်ရှေးပေါင်း10ကြောင်း10နက်ခတ်ရှေးပေါင်း10ဆိုပြီးတက်နောက်ပိတ်ကြောင်း17ချိန်မှာတစ်ချိန်17ချိန်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်မှာ10နက်ခတ်ရှေးပေါင်း10နက်ခတ်ရှေးပေါင်း10 အဲ့လိုကစားရတယ်ပေါ့နော်အဲ့ဒီမှာကဒီမှာကလည်းဒီရှေးပေါင်း၄ကြောင်းနောက်နှစ်မှာနှစ်နှစ်ပူကြောင်းခွန်ခွန်ပါဝါရိုက်တဲ့အချိန်မှာရှေးပေါင်း၄ကြောင်း၄နှစ်ခန့်နှစ်ဆိုပြီးတော့၄ချိန်မှာကစားရတယ်အဲ့ဒီ၄ဟာအဲ့ဒီ၄နောက်ပိုင်းနဲ့တွဲကြလို့ဒီမှာကလည်းကျွန်တော်တို့က20ချိန်ရနှစ်နှစ်ပူပါသူ့ပါဝါခွန်ခွန်ရှေးပူးလို့ကစားပြီးရတဲ့အချိန်မှာခွန်ခွန်ရှေးပူးလို့ကစားတဲ့အချိန်မှာရှေးပေါင်း၄ကြောင်း၄နှစ်ခန့်နှစ်ဆိုတော့သူက၉နောက်ပိုင်းနဲ့တွဲလာခဲ့ခြင်းကြောင့်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်မှာကျွန်တော်တို့က ရှေးပေါင်းလေးနှစ်ခန်းနှစ်ဆိုပြီးတော့ကျွန်တော်ကရှေးပေါင်းနှစ်ကစားမှာအဲ့ဒါရှေးပေါင်းနှစ်ရသွားပြီအဲ့လိုသူရှေးပေါင်းနှစ်လို့ကစားပြီးဆိုတာ ਨੇ သူကဘာလေးလုပ်လဲဆိုတော့ဒီချကျွန်တော်ကဒီသုံးကတ်ကိုအညီယူတာကကိုခါးတွေကလည်းပုံစံတူတဲတယ်ပုံစံတူတဲတာဖြစ်တဲ့အတွက်ကြောင့်ဒီကိုခါးနဲ့ပဲကျွန်တော်ကယူလိုက်တာလေးကစနစ်ကြတော့သူကနည်းနည်းကပ်ပြီးရှေးလိုက်ရင်နည်းနည်းတော့လှည့်စားပြီပေါ့ဗျာနော်ဖော်မွေးပုံစံငါးကတ်ရောက်ရင်ဖော်မွေးပုံစံလောက်လာမယ်ဒီပါဝါရိုက်တဲ့ဒီခါးဟာ6နှစ်ခန့်ကိုဆိုပြီးတော့သူကအဲ့ဒီနောက်နေ့ထဲမှာ ဗရိတ်ကူကနဟာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ငါးချိန်မြောက်ကို तू ကကစားအဲ့ဒီလို तू ကငါးချိန်မြောက်တွေကစားတယ်အကြောင်းရင်းကဒီနှလုံးကိုနှစ်ဦးမှာပါဝါတက်ရိုက်တော့ तू ကပါဝါဆိုတာငါးခုตัวสนิทเนี่ยตัวล่ะဥမာမဆင်းညာ3569တို့ဟုတ်လား369တို့အဲဒီလိုမျိုးပေါ့เนาะဒါကြတော့9ခု9ခုတက်ပြီးတော့ ငါးခုစနစ်နဲ့သွားလိုက်ရင် तू ပါဝါဖြစ်သွားတာလေဟုတ်လားပါဝါဆိုလဲစနစ်အဲ့တော့ तू ကဒီငါးပြင်မြောက်ကို तू ကပရိတ်တူပရိတ်ဆိုပြီးကစားတာအဲ့ဒီပရိတ်ကကိုးပရိတ်ဟာဟောဒီ6ခါရဲ့အောက်က6ခါနှစ်ခါကိုးပရိတ်ကိုးဆိုပြီး तू ကအဲ့ဒီမှာကစားတာအဒုတိယကကြတော့ तू ကဒီမှာဒုတိယကကြတော့လေဒီမှာ6 3ညနှစ်ခါပရိတ်ခွန်အဲ့ဒီနှစ်ထဲမှာပရိတ်ခွန်ကနာက3ပြင်ကျော် तू ကပရိတ်ခွန်ဆိုပြီးတော့ ကစားတာသုံးပင်ကျော်ငါးပင်မြောက်ကိုအဲ့ဒီငါးပင်မြောက်ကလည်း तू ကနှစ်ဦးမပါပါတက်ရိုက်ခဲ့ခြင်းကြောင့်ပါပါဆိုတာ तू ကငါးပွင့်သွားစနစ်နဲ့သွားတဲ့အတွက်ကြောင့် तू ကတတ်မှတ်ချက်တစ်ခုပုံစံလိုတွေးလို့ရတယ်ယူဆလို့ရတယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ကြောင့်ပါပဲကစားတာကိုးချိန်နေမှကြည့်ပဲ तू ကစားတာဒီသုံးကတ်မှာဘာကြောင့်လဲဆိုတော့သူ့ရှေ့မှာကကိုးထိတ်ကိုးထိတ်ကိုးထိတ်အချိန်ကြီးတူကင်ခဲ့ခြင်းကြောင့် तू ကကိုးနှက်ခတ်ဒီထိတ်ထောင်နှလုံး6 6ပြီးတော့ तू ကဒီမှာရှေ့ပေါင်း၄ဗရိတ်ရှစ်အဲ့လိုမျိုး तू ကတဲတာတဲပြီးကမှဗရိတ်ရှစ်ရှေ့ပေါင်း၄ ဒီကိုထိတ်တွေကြောင့်22ချိန်ကိုထိတ်ရဲ့နောက်ကပါဝါချင်းချင်းကြောင့်ဒီကိုထိတ်အထောက်ကြောင့်သူကနောက်နှစ်မှာရှေးပေါင်း၄ပြိတ်ရှေးရှေးပေါင်း၄ရှေးနှလုံးတောင်6ကကိုနှက်ခတ်6အဲ့ဒါဆိုရင်ကျွန်တော်ကတည်းကဒုတိယကတ်မှာလည်းသူကရှေးပေါင်း၄ကြောင့်၄နှက်ခတ်၄နှက်ခတ်ရှေးပေါင်း၄ဒီနှစ်နှစ်ခါကြောင့်နှစ်နှက်ခတ်၄ပြိတ်ဆိုတာကဒီမှာကစားတာ၄ချိန်မှာပဲသူ၄ဒီမှာကစားတာလေကစားတဲ့ချိန်မှာသူက၃ဘွဲကျော်၅နှစ်၅ချိန် ငါးပွင့်မြောက်ဆိုတော့ကြတော့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မြောက်မှာပဲသူကအဲ့ဒီပဋိလေးကပဋိလေးဆိုပြီးတော့ကစားတာအဲ့ဒီမှာသူက၉ချိန်နေမှာပဲကစားတာပေါ့နော်၉ချိန်နေမှာပဲကစားတာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်၉ချိန်နေမှာပဲကစားတာအဲ့ဒီ၉ချိန်ကသူ့ရှေ့ကကိုထိတ်ကိုရည်ညွှန်းတယ်အဲ့ဒီလိုသူကိုထိတ်တော့မကစားခင်မှာသူကဒီထိတ်ထောင်နှလုံး၆ဒီမှာထိတ်ထောင်ရှေ့ပေါင်း၄ပြီးတော့ရှေ့ပေါင်း၃ပဋိကစုံစီဉဏ်နဲ့တွိုင်းရှေ့ပေါင်းပဋိရှိပြီးတော့ပဋိ၆ရဲ့အောက်မှာရှေ့ပေါင်း၄၃ ထိတ်ထောင်6ထိတ်ထောင်နှလုံး6အဲအဲ့ဒီစောင်းမှာသူကပရိတ်ပရိတ်သူ့ဘောသုံးပွဲကျော်၅နေ၅ချိန်ယောက်ကပရိတ်လေးဟာပရိတ်လေးဆိုပြီးတော့သူကကူးခဲ့တာအဲ့တော့ဒီမှာလည်းကျွန်တော်က၉ချိန်ယောက်ပြီဖြစ်တဲ့အတွက်သူ့အပေါ်မှာတည်တဲ့ပရိတ်ဟာဒါကြောင့်လဲဆိုတော့ပြောရမယ်ဆိုရင်ဒီသူကဒီနှလုံးကို ညောင်းနေနှစ်ဦးမှာပါဝါကစားခဲ့ခြင်းကြောင့်ပါဝါဆိုတာ၅ခုချာစနစ်နဲ့သွားတယ်၅ခုစနစ်နဲ့ငါးငါးဝင်လို့စနစ်နဲ့သွားတဲ့အတွက်ကြောင့် तू อ่ะ၅ချိန်နေမှာဒီတုံညရဲ့နှက်ခတ်ဗရိတ်ခွန်ဆိုပြီးတဲပြီးတာနဲ့ तू อ่ะဒီ၉ထိပ်တွေကြောင့်၉ချိန်မှာပြန်ပြီးတော့သူ့ရဲ့ဗရိတ်ခွန်တံမိုးတို့ပြန်ပြီးတော့ဗတိတို့ဗတိတို့ကစားတာမကစားကစားတဲ့အချိန်မှာလည်းသူကကိုဒီကိုထိတ်အချိန်ကြီးတည်ခဲ့ခြင်းကြောင့်ကိုနှက်ခတ်ထိတ်ထောင်နှလုံး၆နဲ့ဒီရှေးပေါင်းလေးရဲ့ဗတိရှိရဲ့တည်ပြီးမှသူ့ရဲ့ဆောင်းကို လက်စားတာ9နဲ့9နဲ့ချိန်ဆက်တာအဲ့ဒီ9နဲ့9နဲ့ဟာပါဝါဆိုတဲ့စနစ်ဟာ9ပွင့်ဟိုစနစ်ဖြစ်ပြီးတော့ဒီခါရဲ့နှက်ခခွန်ပရိတ်ဟာလေ9ချိန်မှာတည်ခဲ့တယ်9ချိန်ကိုသူကပရိတ်တူလို့ပရိတ်လို့ကူရတဲ့အကြောင်းရင်းဟာဒီ9ထိပ်တွေပုံစံတူတည်ခဲ့ခြင်းကြောင့်အဲ့ဒီ9ချိန်နေမှာ ဒီတော့ဘွဲကြောင်၅ချိန်မြောက်ပရိတ်တုပရေဆိုပြီးကစားတာကစားတဲ့အချိန်မှာလည်းဒီခါရဲ့နှက်ခတ်ခွန်ပရိတ်တွေပဲကစားတာအဲဒါဆိုရင်ဒုတိယကမ္မကလည်းဒီခါရဲ့နှက်ခတ်နှစ်ခါနှစ်နှက်ခတ်၄ပရိတ်ဟာ၄ပရိတ်ဟာ၅ချိန်မှာထွက်တယ်အဲ့ဒီ၅ဟာဒီနှစ်နှလုံးရဲ့ပါဝါခွန်ရှိမှခွန်ရှိဘူးဆိုပြီးတော့၅ဝင်တို့ပုံစံနဲ့ပါဝါကစားခဲ့ခြင်းကြောင့်၅ချိန်မှာပဲဒီနှစ်နှက်ခတ်ပရိတ်လေးဆိုပြီးချတဲ့အချိန်သူက၅ချိန်မြောက်လဲဖြစ်ရမယ်၅ချိန်မြောက်ကစားတဲ့အချိန်မှာ၉ချိန်နေမှာလဲသူက တဲရမယ်ဆိုငားနဲ့ကိုးနဲ့ပေါင်းဆက်ပြီးတော့သူကပါဝါစနစ်ဆိုတော့၅ခုဒီကိုးထိပ်အထောက်တွေကြောင့်သူကကိုးချိန်မှာဗရိတ်၄ပွင့်တို့၄ပွင့်ဗရိတ်တို့ဗရိတ်တို့ရိုက်တဲ့စနစ်နဲ့ရိုက်တာရိုက်တဲ့အချိန်မှာသူကကိုးနှက်ခတ်ထိတ်ထောင်နှလုံး၆ရှေပောင်းလေးပြီးတော့ရှေပောင်း၃စုံစီနီယံဗရိတ်ကဗရိတ်ရှိပြီးတော့ဗရိတ်၆ဆိုပြီးကစားတာကစားတဲ့အချိန်မှာလည်းအဲ့ဒါဆိုရင်တတိယကတ်မှာလည်းဒီမှာကိုးထိပ်၂၀ချိန်မှာဒီရှေပောင်း နှစ်နှစ်အတွဲဟာနှစ်ပါဝါခွန်ခွန်ရှိဘူးဆိုပြီးစကားပြီးတာ ਨੇ ဒီနှစ်နှစ်ခန့်၄ပြိတ်ဟာ၅ချိန်နေမှာပဲ तू ကပါဝါစနစ်နဲ့သွားတာပါဝါစနစ်နဲ့သွားပြီနဲ့ तू ကဒီ၉အထိတ်အထောက်ကြောင့်၉ချိန်မြောက်မှာ तू က၃ပွဲကျော် तू နဲ့၅ချိန်မြောက်လည်းကြာတယ်၉ချိန်မှာဒီပြိတ်လေးကပြိတ်လေးဆိုပြီးလှန်ရိုက်မဲ့အချိန်မှာထိတ်ထောင်နှလုံးကလည်း၆ဒီရှိရဲဟာ၄၃၂စီနီယာနဲ့လည်းပြေးပြီးတော့ဗရိတ်၄လို့တည်တာအဲ့ဒီဗရိတ်၄ကလည်းဗရိတ်၆ဗရိတ်ဗရိတ်၈ဗရိတ်၆ဗရိတ်၄လို့တည်ပြီးတော့ရှေးပေါင်း၄ရှေးပေါင်း၃ရှေးပေါင်း၂လို့ကစားပြီးတာ ਨੇ ကိုနက်ခထိတ်ထောင်နှလုံး6ကိုနက်ခထိတ်ထောင်နှလုံး6ကိုနက်ခထိတ်ထောင်နှလုံး6လို့တဲပြီးမှအဲ့ဒီကိုတွေကိုပြန်ပြီးတော့တုံညီမှုညှိရတာကိုချိန်ညီမှာပဲပရိတ်တူပရိတ်ပရိတ်တူပရိတ်လို့ကစားတာပရိတ်တူပရိတ်လို့ကစားတာအဲ့ဒါကကျွန်တော်တို့ကဒီ၃ကတ်စနစ်အကျင့်ကြီးကဒီလှလှပပကစားခဲ့တဲ့ဒီ၃ကတ်နဲ့ကျွန်တော်တို့ကဖြတ်ပြီးတော့တွေးတာ၄ကတ်နဲ့စနစ်နဲ့ထောင်းရင်ဒီခါရဲ့ ဖော်မွေးပုံစံမျိုး၅ကလန်ရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်၆၆နှစ်ခတ်ကိုပရိဟာ၃ပင်ကျော်၅ပင်မြောက်မှာကစားတယ်သူကနှစ်ဦးမှာပါဝါရိုက်ခဲ့ခြင်းကြောင့်၅ပင်မြောက်စနစ်တွေနေလဲကစားတာအဲ့ဒီ၅ပင်မြောက်ဆိုတာပါဝါဆိုတဲ့ပါဝါရဲ့ခြာနာခြင်းကိုတံပိုးကိုညှိတဲ့သဘောပဲပေါ့နော်ရေကြီးပေါ့၅ပွင့်တိုးစနစ်နဲ့ပါဝါဆိုတာအဲ့တော့ကျွန်တော်တို့ကဒီမှာကလည်းဒီပါပါလို့နှစ်နှစ်ဦးမှာရှစ်လို့ကစားတဲ့အချိန်မှာသူကဒီကိုးနှက်ခတ်6လို့နှလုံးထောင်ပြီးထောင်ပြီးအချိန်မှာတော့6ချိန်ညီမှာပဲ3ပင်ကျော်ပြိတ်လို့ကစားတဲ့အချိန် ဒီသူ့ရဲ့ရှေ့တွဲရှစ်တုံညာအတွဲရဲ့တုံညာခါရဲ့တုံညာနက်ခတ်ခုမရိတ်ကဒီမှာငါးချိန်မှာပေါက်တာပေါက်ပြရတယ်သူကတုံပွဲကြောင့်ငါးချိန်မှာနာပုံစံတူဒီလိုမျိုးလေးခင်းနေပုံပြာနော်အဲ့ဒါဆိုရင်အဲ့တက်မှုနဲ့ပြီးပြီဆိုဘူးဒီ live show ရှေ့မှာဆိုလို့ပေါ့နော်ကျွန်တော်တို့ကဒီနာအနိက32နဲ့ကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင်နောက်တစ်မျိုးနောက်တစ်မျိုးကျွန်တော်အယူဆနဲ့ကြည့်ကြည့်အောင်ဒီမှာဟုတ်ပြီဒီကိုးထိတ်နောက်ကဒီရှေ့တွဲရှေ့ဟာပါဝါဒီလိုကစားခဲ့ပြီကိုးထိတ်နောက်ကရှေ့တွဲ ကိုထည့်ရဲ့နောက်ကရှီရွဲနှစ်နှစ်ဟာပါဝါရီကစားခဲ့ပြီးကိုထည့်ရဲ့နောက်ကနှစ်ရှီရွဲနှစ်နှစ်နှစ်ဟာပါဝါရီကစားခဲ့ပြီးပြီဆိုတော့ဟောဒီရှီပေါင်းသူ့ရဲ့တံပိုးတွေဟာရှီပေါင်းရှီရှီပေါင်းလေးရှီပေါင်းလေးတွေဖြစ်ခဲ့ခြင်းကြောင့်အဲ့ဒီနှစ်ထဲမှာဗရိအဲ့ဒီနှစ်ထဲမှာဒီကိုတွေရဲ့အထောက်ကြောင့်ဗရိနှမျိုးပေါင်းဒီလိုမျိုးကိုလို့ ဒီငင်းကုံပုံစံတူကိုလိုကစားတဲ့အောက်မှာဒီရှေးပေါင်းရှေ့ကြောင့်ဗရိတ်ရှေ့လို့ကြားတယ်အဲ့ဒီဗရိတ်ရှေ့ဟာ၃ဘွဲကျော်၅ချိန်မြောက်မှာဗရိတ်တူဗရိတ်ရှေ့ဟာဗရိတ်ရှေ့ဆိုပြီးကိုရအဲ့ဒီရှေးပေါင်းရှေ့ပါဝါ၂၀ချိန်ကပါဝါရိုက်ခဲ့တဲ့တန်ဖိုးရှေးပေါင်းရှေ့ဟာရှေးပေါင်းရှေ့ဆိုပြီး၃ချိန်၃ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်မှာကစားတယ်ဒီဗရိတ်ရှေ့ကိုလည်းဒီကိုထိရကနေသူ့ကိုပံ့ပိုးခဲ့တဲ့အတွက်ကြောင့်ဒီကိုအဲ့ဒီကိုတွေကိုဒီဗရိတ်နှမျိုးပေါင်းကိုလို့၄ဗရိတ်၅ဗရိတ်ကိုလို့ခံပြီးခါမှာသူ့အောက်မှာဒီရှေးပေါင်းရှေ့ရဲ့ရှေးပေါင်းရှေ့ကိုဗရိတ်ခံတာလင်းလင်းရင်မြင်လာပါနော် ရိတ်ရှိလို့ခန္ဓာခါပြီးကမှသုံးပွဲကျော်၅ပွဲညောင်းပါသူကပါဝါရဲ့ခြာနာချင်းကိုသူကလိုက်လိုက်ပြီးတော့ level ညှိတဲ့သဘောပဲပေါ့နော်အဲဒါဆိုရင်ကျွန်တော်ကဒီမှာလဲဒီနှစ်နှစ်ဟာပါဝါကစားကြခြင်းကြောင့်ကိုးထိတ်ကနေအချိန်ကြီးကိုးထိတ်ကနေညှိခဲ့ခြင်းကြောင့်ပေါ့နော်အဲ့ဒီနှစ်ထဲမှာဗရိတ်နှမျိုးပေါင်းဒီလိုပုံစံတူငင်းကုန်ကိုးပေါ့နော်ဗရိတ်ကိုဗရိတ်တုံညလို့ဖြစ်ပြီးဆိုတော့ဗရိတ်နှမျိုးပေါင်းကိုးလို့ကစားခဲ့ပြီးရတယ်အဲ့ဒီအောက်မှာဗရိတ်လေးတည်တာအဲ့ဒီဗရိတ်လေးကဒီ20တချိန်ကနှစ်နှစ်အပူပါဝါရိုက်ခဲ့တဲ့တန်ဖိုးဟာရှင်းနှလုံးပေါင်းနှစ်ဖြစ်ခြင်းကြောင့်အဲ့ဒီနှစ်ရဲ့ ရှင်းနှစ်ဖြစ်ခဲ့ခြင်းကြောင့်နှစ်နှစ်အဲ့ဒီရှင်းနှလုံးပေါင်း၄ဖြစ်ခဲ့တာပေါ့နော်၄ဖြစ်ခဲ့ခြင်းကြောင့်၄ပဋိဆိုတည်တဲ့အချိန်မှာသူ့ကိုကိုးထိတ်တွေကထောက်ခဲ့ခြင်းကြောင့်အဲ့ဒီပဋိနှမျိုးပေါင်းဒီလိုကိုးရအောင်ပါပဲပဋိ လေးရပြန်ထွက်ပြီးတော့သူက၃ဘွဲကျော်၅ချိန်ရောက်မှာ၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်ရောက်မှာပဋိဒေ၄ဆိုပြီးပုံပြီးပို့တာအဲဆိုရင်ကျွန်တော်ကလည်းဒီရှေးပေါင်း၄ချောင်းပဲသူကဒီ၉ထိန်နောက်ကခြေရောပါပါရိုက်ခဲ့ခြင်းရောက်သူကပဋိဒေ၂မျိုးပေါင်း၉ဆိုတာကဒီမှာဖြစ်ထားတယ်ဖြစ်ထားတဲ့အောက်မှာအဲ့ဒီပဋိဒေ၄ရဒီရှေးပေါင်း၄ကိုကစားပြီးတော့အဲ့ဒီပဋိဒေ၄ဟာ၃ဘွဲကျော်၅ချိန်ရောက်မှာပါပါစနစ်ကိုလိုက်ရဲပဲညှိတယ်သဘောနဲ့တေနှီး၃၄၅၅ပြင်စနစ်နဲ့သူကပြန်ပြီးပဋိဒေ၄ပဋိဒေ၄ပြန်ထွက် အဲ့ဒါပဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပရိလေးလို့ကင်ပြီးကင်မှုမှာဘာကမှဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကအဲဒီဟာပေါ့ဗျာနော်ထပ်ပြအောင်မယ်နော်အဲ့တော့ကြိုက်တယ်ဆိုရင်ဒီဆဲခွဲလိုင်းကိုထိုးပါနော်တကွက်ကောင်းကြိုက်တယ်ဆိုရင်တော့ကျွန်တော်စီကတပတ်စာမန်ပါဝင်လို့ရတယ်ကျွန်တော်တကွက်ကောင်းကြွေးတဲ့စနစ်ကိုကြိုက်တယ်ဆိုရင်ပေါ့နော် share all တကွက်ဒီပေါ့နော်အာယံပေါ့နော်အာယံဆိုတာကတော့အေးပေါ့အာယံရင်တော့ကျွန်တော်ကတော့ပြောထားပြီးတာပါဝါတူော်လေးတွေ ဒါပေမဲ့ကိုတဲရွေးပေးတယ်ဒီလိုပွဲမျိုးဆိုရင်ဘာနဲ့ထိုးရမလဲရှင်းနှလုံးပေါင်းနှစ်တန်နဲ့ပဲအဓိကထိုးရမှာပေါ့ဗျာနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီဗရိတ်လေးကြိုက်တယ်ဆိုရင်ဒီနှစ်ဒီဆဲကွက်လိုင်းလေးကိုတင်ပေးတယ်ဟာလာကျွန်တော်စီမှာဟောဖြစ်တယ်ဆိုတော့ဖုံးပြီးနေလေ MPD ဖုံးပြီးနေလေသုံးလက်ခံပေးတယ်ပေါ့နော်လက်ခံပေးနေပါတယ်နော်အဲ့တော့ဒါဗရိတ်လေးပေါ့နော်ဒါဒီအချိန်မှာအကြိုက်ဆုံးမှာကအဲ့ဒီဗရိတ်လေးကိုကျွန်တော်ဒါအရှေ့အကြိုက်ရွေးပြီးခါမှာလိုက်ရရှင်းတဲ့ကူကြီးပါနော်အဲ့ဒီတော့ တနည်းစားလုံးဝင်ရင်လည်းဆိုရင်တော့ထိုင်းကနေဆိုရင်ချက်တိဒီဆယ်ခွက်လိုင်းပေါ့နော်ဒီဆယ်ခွက်လိုင်းမှာကြိုင်ထိုးပါကျွန်တော်စီက organize လုပ်ခြင်းလည်းဆိုတော့ချက်တိချိန်စာကိုဖုံးပြီးနေလည်းယူလို့ရတယ်ကျွန်တော် live လွှင့်တာ data နဲ့လွှင့်ရတော့ဖုံးပြီးလို့ရတယ်ပေါ့နော်ဝီသားနဲ့ဆိုတော့ချက်တိချိန်စာ1000ချက်3ချိန်စာဆို2000ခွဲပါနော်ထိုင်းကနေဆိုရင်ဘတ်တိတ်ချက်တိချိန်စာကိုဘတ်တိတ်ရချက်3ချိန်စာကိုဘတ်250ပါနော်မဘတ်200ပါ တနစ်စာလုံးမဘာကောင်တဲ့မှာဒီ share organize site တွေရောအပတ်စဉ်ကြည့်ကြတယ်ဆိုရင်တော့ဒါမဘာဂရုတွေထည့်ပြီးတယ်ဘတ်တထောင်ညီမပြရလို့ဆိုရင်တသိန်းကျပ်ပေါ့နော်အဲ့တော့ဒါကပရိလေးဆယ်ကွယ်လိုင်းပေါ့နော်အဲ့ဒီကကိုယ်ကိုကြိုက်တာရွေးထိုးပေါ့ကျွန်တော်မမကတော့ကျွန်တော်ရဲ့ရှင်ဘိုးရွေးဖြစ်မှုပဲအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ရှစ်သုံးအခွာဒီမှာဆယ်ကွယ်လိုင်းအောင်ခဲ့တာလीကျွန်တော်တို့ရှင်အိုးကရှစ်ကိုသုံးဆိုနက်ကလှန်သွားတာဒါမဲ့ဆယ်ကွယ်လိုင်းကျွန်တော်မမပြီးတဲ့ကရုမှာ ရခဲ့တယ်မှန်ပါတယ်အဲ့ဒါကအဲ့ဒီလမ်းရဲ့အဆက်ကကျွန်တော်တွေးမိတာကကျွန်တော်ကဗရိတ်လေးကြိုက်တော့လိုက်ညှိကြည့်တော့တိုက်ဆိုင်မှုရှိတယ်အထောက်ရှိတယ်335လို့ကလင်နာမှာခါထောင်တာသုံးကပ်ပဲရှိတယ်ပေါ့အဲ့ဒီ335လို့ခါထောင်ပြီဆိုဆိုတာနဲ့သူ့ရဲ့နောက်နှစ်ထဲမှာငါးနောက်ပိနေကနန်းအခွာအခွာလို့ကြားရတယ်ပေါ့နော်အဲ့လိုစနေနဲ့ကျွန်တော်တို့လိုက်ခဲ့တာအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာမဲ့335ကဒီနေရာမှာထောင်းထားတယ်335လို့ဒီလိုထောင်းပြီးဆိုရတယ်9နောက်ပိပြီးတော့6နောက်ပိနေကနန်းဟာအခွာအခွာလို့ဖြည့်ဆင်းတယ်ပေါ့နော် အဲဆိုရင်ကျွန်တော်ကဒီမှာ335လို့ဒီမှာ3ကံမြောက်ထောင်းသွားတော့နောက်နေ့ထဲမှာ3နောက်ပိနေခဏအခွားအခွားလို့ဆင်းမှုဆိုကျွန်တော်ချောင်းနေတဲ့ချိန်ဒီနေရာမှာမိသွားတယ်အဲဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ကဒီကျွန်တော်နှစ်ပိမှာ24ချိန်မှာရှေးပေါင်းနှစ်ရှေးပေါင်းနှစ်ဆိုတာကသူကမူကွဲသွားနိုင်နေဟုတ်လားဒီဒီနှစ်ကတ်ကိုတူတယ်တူတယ်ဖြစ်တော့ကျွန်တော်တို့အထောက်ရအောက်ကတူပဲဖြစ်ရင်ရောရှေ့မှာတူလားဆိုကျွန်တော်လိုက်စစ်တာအဲဆိုရင်ဒီမှာကြည့်လိုက်တဲ့ချိန်မှာသူ့အောက်ကရှေးပေါင်း6ပါအပြောက်ပေါ့နော်ဂျာထဲမှာနောက်နှစ်မှာရှေးပေါင်း6လို့ ညံပေါ်ပြီဆိုတာနဲ့သူကဒီရှေးပေါင်း6ရက်ရက်လက်ဒီမှာပေါ့နော်နောက်နှစ်မှာဒီသူ့ရအောက်ပါရှေးပေါင်း6ရက်နောက်နှစ်မှာအပေါ်မှာရှေးပေါင်း6မကြခဲ့ဘူးပေါ့နော်အဒီမှာပေါ်ပြီဆိုတာနဲ့သူ့အပေါ်မှာမဆီနေရတယ်ပေါ့နော်ခွာပေါင်းခွန်ဗရိတ်တိရအောက်မှာရှေးပေါင်း6လို့ပေါ်တယ်ပေါ်ပြီးရတယ်သူကအဲ့ဒီရှေးပေါင်း6ရက်ရက်လက်6ကိုပဲသူကအပိတ်နဲ့ပြန်တွဲတာရှေးပေါင်း6ကို6တော့ပိတ်နဲ့ပေါ့နော်ဒီအဲ့ဒီဟာကဒီအောက်ကကျွန်တော်တို့ပြီးခဲ့တဲ့နေ့က၈၃အခွာမှန်ပါမှာ၁၀ကွယ်လိုင်းအောင်ခဲ့တဲ့အောက်က၈၆ပဲ။အဲ့ဒါဆိုကျွန်တော်တို့ဒီမှာ ငါးနောက်ပိန်3,000 3,000လို့နောက်နောက်နှောင်းနေမှာငါးနောက်ပိန်ရဲ့ကဏ္ဍအခွားအခွားလို့ထည့်ဆင်းပြီးတော့လေးနောက်ပိန်ရဲ့ကဏ္ဍအခွားအခွားလို့ထည့်ဆင်းတဲ့အောက်ကရှေးပေါင်းနှစ်ဟာနောက်နှစ်မှာရှေးပေါင်းနှစ်လို့စထွက်ပြီဆိုတာနဲ့အဲ့ဒီနှစ်နှစ်ကြောင့်ရှေးပေါင်းနှစ်ကြောင့်နှစ်နှစ်နဲ့ပဲသူကပိတ်တာအဲ့လိုပိတ်တဲ့အချိန်မှာပိတ်တဲ့အချိန်မှာလေသူ့ဘုံမှာခွားခွန်ဗရိတ်တစ်ပြီးတော့ခွားကိုဗရိတ်တုံညာလို့တဲပြီးမှသူ့အောက်မှာလိုက်ထွက်ပြီးတာအဲ့ဒါဆိုရင်ကျွန်တော်က ီမှာသူ၈၃၈၃အခွားလို့ဆင်ပြရတယ်ဒီရှေးပေါင်းနှစ်ဟာနောက်နှစ်မှာရှေးပေါင်းနှစ်ကမပေါ်သေးဘူးပေါ်မယ်ဆိုရင်ဒီနေရာမှာ break တိ break ခွာပေါင်းခွန် break တိခွာပေါင်းကို break တုံညာခွာပေါင်းတိခွန်ကိုတိဆိုတဲ့မဆင်ရင်ပြေးပြီ break ကိုလို့ရိုက်တဲ့အောက်မှာရှေးပေါင်းနှစ်အဲ့ဒီရှေးပေါင်းနှစ်ရဲ့ရလက်နှစ်နောက်ပိနေဆိုတော့ break လေးပဲသွားပြီးဖြစ်နေတယ် အဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်ကဒီငကတ်ကိုတူညီတဲ့အတွက်ကဏန်းတူကဏန်းကျွန်တော်တို့အကွက်တရာလိုက်မှာပြရတော့ကလည်းကိုသုံးတွဲရှိတဲ့အတွက်ကြောင့်ဒီကိုသုံးနှစ်ကဏန်းတူကဏန်းနဲ့လောက်သွားနိုင်တယ်နော်ဒီဒီသုံးကွက်ထဲကလေအဲ့တော့ဒီကဏန်းတူကဏန်းကိုသုံးတွဲယူကျွန်တော်တန်တရာတော့ဝင်နေအဲ့တော့ဒီနှစ်ကွက်တော့ကျွန်တော်ယူပြလိုက်တယ်မမာရီက organize တော့မဟုတ်ဘူးပေါ့နော် organize organize မယ်တကွက်ကောင်းတော့မဟုတ်ဘူးအဲ့တော့ဒီသုံးကိုနှစ်ကိုသုံးနှစ်တော့နည်းနည်းလေးတင်ထိုးပေါ့နော်တင်ထိုးပေါ့ဆက်ကွက်ကလေးကိုရမ်းမှာနော်ကိုသုံးနှစ် တုံကိုနိတေအောအာဘောနော်အာပပရန်ရင်ရန်ဘောနော်ဒါပေမဲ့ဒီဆက်ကွက်ပဲထိုးရင်ထိုးပါနော်ဒါကဒီရှေ့ပေါင်းနှစ်နဲ့ဆိုတော့ဒီဒီနှစ်ကွက်တင်ထိုးပေါ့ကျန်တာဆက်ကွက်စီးဆွဲလိုက်ပေါ့နော်အားလုံးပဲမင်္ဂလာပါနော်ဒါတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဗျာနော်ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်ပါတ